အားလုံးပဲမင်္ဂလာပါ students class ကတရှိဆိုပါဒီနေ့တရှိကကလေးတွေမြင်လိုက်တာနဲ့ချိန်သွားစီတဲ့အပုပ်ကလေးကိုတပြပေးသွားမှာပေါ့နော်အဲ့တော့ဒီပိုင်းကလေးကတော့တရှိတို့ must do သင်္ချာနှစ်အပိုင်းလေးပဲဖြစ်ပါတယ်အဲ့တော့သင်္ချာနှစ်ဖြစ်တဲ့အတွက်ကြောင့်မလို့သူရဲ့ theory running မှန်ကန်နေသေးပြီညီမျိုးစုံနဲ့တွေ့လို့ရပါတယ်အဲ့တော့ဒီနေ့မှလည်းတရှိကတရှိတို့နေရာနေလေးနဲ့ပဲတပြပေးသွားမယ်ပေါ့နော်အဲ့တော့နံပါတ်၄ကကြည့်ပါ အုံလုံကြီးစရကံမှာရှိတဲ့ down x နဲ့ y ကိုရှာခိုင်းတာဖြစ်ပါတယ်အဲ့တော့ down တံမိုးတွေကိုရှာခိုင်းတာဖြစ်တဲ့အတွက်ကြောင့်မို့လို့သူပေးထားတဲ့ဘဟုကံကဘာမျိုးစားလဲကြည့်ပါမယ်အုတ်တုံကြီးစတကံမှာအဲ့တော့အုတ်တုံကြီးစတကံကိုဒေါင်းနေချောင်းပြောမယ်ဆိုလို့ရှိရင်တော့အုတ်တုံကြီးစတကံရဲ့အတွင်းထောက်အလုံးပေါင်းလက်က920ဖြစ်ပါတယ်။ဒီဒေါင်းလျှောက်ထောက်ပေါင်းလက်ပေါ့နော်920ပါ။အဲ့တော့ဒေါင်းချင်းစီရဲ့တန်ဖိုးကတော့120ဒီဂရီဖြစ်ပါတယ်။ဟုတ်ပြီနော်။အဲ့တော့ ရင်းဆုံးတရှဲဆွဲထားတဲ့ပုံလေးနဲ့ပြပြမယ်ပေါ့နော်အဲ့တော့ဒီပုံကလေးပါအဲ့ဒီတော့ဒီမှာဆိုလို့ရှိရင်သူက x ရဲ့ y ကိုရှာခိုင်းပါတယ်ဘယ်ဟာအရင်ရှိရှာရှာလို့ရတယ်ပေါ့နော်ဒီရောအရင်ဆုံး y ကလေးကိုရှာပြပါမယ် y ကလေးကရှာရတာပိုးပြီးတူပြီးတော့လွယ်တဲ့အတွက်ကြောင့်ပါโอเคအဲ့တော့သူကဟောဒီ y ကလေး y ကလေးဒီလေသူကြည့်ကြည့်နော်ဒီတောင်ကလေးဖြစ်ပါတယ် y ကအဒီတောင်အတနည်းအားဖြင့်ဒီက ရှောက်အထဲထဲမှာနောက်ထပ်အုတ်သုံးကြီးစက်ထကံတခုရှိနေတာပါဘာလို့အုတ်သုံးကြီးစက်ထကံလို့ပြောရတယ်လဲဆိုလို့ရှိရင်အပြင်ဘက်ကအုတ်သုံးကြီးစက်ထကံကြီးရဲ့ဒေါင်းတွေကိုတခုကျော်စီစက်ထားတာပါအဲ့ဒါကြောင့်မလို့အတွင်းထဲမှာထပ်ပေါ်နေတဲ့အုတ်သုံးကြီးစက်ထကံဒီလေအနားအလုံးကြီးမှာပါ အနာအလုံးကြီးရဲ့တောက်အလုံးကြီးပါတယ်အဲ့တော့ဝိုင်းဆိုတာကလေးကဥတုံကြီးစက်တကံကြီးရဲ့တောက်ရှောင်းတောက်နေရတဒောင်းဖြစ်ပါတယ်အဲသူ့ရဲ့ဒီမှာပေါ့နော်တဒောင်း2ဒောင်း3ဒောင်း4ဒောင်း5ဒောင်းရှောက်တောက်ပေါ့နော်ဒီမှာလေးဆက်ဆွဲပြပါမယ်အဲ့တော့ဝိုင်းဆိုရာကဥတုံကြီးစက်တကံရဲ့ ထောင်းတထောင်းဖြစ်ပါတယ်အလွဲပါတယ်ကျတို့အုတ်တုံကြီးစက်တကန်ရဲ့ဒေါင်းလျှောက်ထောင်းပေါင်လက်က920ဖြစ်ပြီးတော့ဒေါင်းတထောင်းကိုလိုချင်ရင်920ကိုရှောင်းနေစားအဲဒါဆိုရင်ဝိုင်းတမ်းမိုးတန်ထွက်ပါတယ်ဒါတခြားတို့လေးရေးမယ်ပေါ့နော်အဲဒီတော့ဝိုင်းကိုရှာမယ်ဝိုင်းကိုလိုချင်ရင်ရှေတို့က920ကိုတီးလျှောက်ထောင်းရှိတဲ့အတွက်ရှောင်းနေစား ဟုတ်ပြီနော်အဲ့ဒါဆိုရင်ရှေ့ဝိုင်းတန်ဖို့120ဒီဂရီတန်ထွက်ပါတယ်။အနောက်မှာတချီကတော့အကြောင်းပြချက်လေးရေးပြတယ်ပေါ့နော်။ကလေးတော့မမမြင်လဲမေးလဲရပါတယ်။အဲ့ဒါလေးကတော့အုတ်တုံကြီးစတကန်ဤစတကန်ဤဒေါင်းတထောင်မှာဝိုင်းဆိုတာလေးကအုတ်တုံကြီးစတကန်ရဲ့ဒေါင်းတထောင်တန်ဖို့ဖြစ်ပါတယ်။အဲ့ဒါကြောင့်မို့လို့ တွင်တော့ရှောက်ခုပေါင်းလက်ကိုတီးပြီးတော့မှရှောက်နေစားလိုက်တာပေါ့နော်။အဲဒါဆိုဝိုင်းရဲ့မိုးဒီ120ဒီဂရီဆိုပြီးထွက်လာပါပြီ။ကဲ။ဝိုင်းတမိုးထွက်ပါပြီပေါ့နော်။အဲ့တော့ရှေ့ကပြီးရင်ဟောဒီ X လေးကိုရှာပါမယ်။အဲ့တော့ X လေးကိုရှာတဲ့နေရာမှာတော့ရေတို့ကဒီအုတ်တုံကြီးစက်တကင်းတစ်ခုလုံးယူစရာမလိုတော့ပါဘူး။ဟောဒီဒီ X တောင်လေးဒီဒီတောင်လေးဖြစ်ပါတယ်။ဒီတောင်လေးကသူကဘာလေးရဲ့တောင်လေးဖြစ်နေလဲဆိုလို့ရှိရင်သူ့ကိုခန်းဆောင်ထားတဲ့ဒေါင်းအနာနာကိုကြည့်လိုက်ပါ။ဒါမျိုးလေးပေါ့နော်။အဲ့တော့ဒီလိုလေးသွားတာ။ ဒါလေးအဘာပုံလေးပေါ်လာတဲ့ကလေးလို့ကြည့်လိုက်သရီကန်ပုံလေးပေါ်လာတယ်ဟုတ်အဲ့တော့ဒီမှာ x x ကိုသရီကန်ရဲ့ဒေါင်းလေးကိုသုံးပြီးတော့မှတွက်သွားမှာဖြစ်ပါတယ်အဲ့တော့ x ပါတဲ့သရီကန်လေးရဲ့ဒေါင်းလေးတွေကဘယ်ဒေါင်းလေးတွေလဲဆိုရင်ဒါလေးက x ပြီးတော့ရင်ဟောဒီဒေါင်းကြီးတစ်ခုရှိပါမယ်ပြီးရင်တော့ဟောဒီဒေါင်းသေးလေးတစ်ခုရှိပါမယ်အဲ့တော့ဒီသုံးခုပါဟုတ်ပြီနော်ကဲအဲ့ဒီတော့ဖြည့်ရှင်တော့ဟောဒီ x ဆိုတာ ကိုခံဆောင်ထားတဲ့အနာလေးကဒီအနာလေးဒီအနာလေးဆိုတာကဟောဒီအုတ်တုံကြီးပြစ်စကက် sorry အုတ်တုံကြီးစက်တကန်ကြီးရဲ့အနာဒနာပါဒီဘက်မှာလည်းအဲ့လိုပဲဒီထောင်လေးကိုခံဆောင်ထားတာကလေအုတ်တုံကြီးစက်တကန်ကြီးရဲ့အနာဒနာပါအဲ့တော့အုတ်တုံကြီးစက်တကန်မှာအနာအားလုံးတူညီတယ်လို့ပြောတဲ့အတွက်ကြောင့်မို့လို့ဒီအနာလေးနဲ့ဒီအနာလေးနဲ့ညီပါတယ်အဲ့ဒါကြောင့်မို့ဒါလေးက x ဆိုရင်ဒါလေးကလည်း x ဖြစ်ပါတယ် ဟုတ်ပြီနော်အဲ့တော့ဒီတောင်လေးတောင်ပဲရှာဖို့လိုတော့ပေါ့ဒီတောင်လေးကလည်းလွယ်တယ်လीဆိုဒီတောင်ကြီးတကယ်တော့တောင်လေးမဟုတ်တောင်ကြီးပေါ့နော်ဒီတောင်ကြီးကိုကြည့်လိုက်မယ်ဆိုလို့ရင်ဒါကြီးကအုတ်တုံကြီးစက်တခန်ကြီးရဲ့ဒေါင်းတောင်ဖြစ်ပါတယ်ရှေတို့အပေါ်မှာလည်းသိခဲ့ပြီးသွားပါပြီအုတ်တုံကြီးစက်တခန်ကြီးရဲ့ဒေါင်းတောင်တန်ဖိုးသည်120ဒီဂရီပါအဲ့ဒါကြောင့်မို့လို့ရှေတို့ကဒီ3ခန်လေးရဲ့တောင်းနေအားလုံးပေါက်မယ်ဆိုရင်120အပေါင် x အပေါင် x ညီညာချင်း180ဒီဂရီပါ3ခန်ရဲ့တောင်း3000ပေါင်လည်းဖြစ်ပါတယ်အဲ့လိုလေးရှာမယ်နော် အဲ့တော့120အပေါင် x အပေါင် x ညီများချင်း180အဓိကရီပါဒါဒီရေတို့3 gan e ဒေါင်3ဒေါင်ပေါင်းလက်ပေါ့နော်3 gan e ဒေါင်3ဒေါင်ပေါင်းလက်ကြီးလိုက်ပါနော်ကဲဟုတ်ပြီအဲ့တော့ရေတို့ကဒီကိုလိုချင်တဲ့ ခိုးရှာခြင်းနဲ့ဟာလေးတွေကိုဒီဘက်မှာထားခဲ့ပါအဲ့တော့ x အပေါင်း x ကိုတော့မသိဘူးလीဟုတ်ပြီနော်အဲ့တော့120ကဒီဘက်မှာ x တိနဲ့ပေါင်းထားတာညီမြချင်းတစ်ဖက်ကိုပို့ရင်နှုတ်မယ်ပေါ့နော်ဘာလို့ကျဒီတိုင်းမဲ့အတူနည်းနဲ့ပဲရှင်းပြလိုက်ပါမယ်နော်တကယ်တကယ်ကတော့ညီမြချင်းတစ်ဖက်ပို့တာမဟုတ်ဘဲနဲ့နှစ်ဖက်လုံး120နဲ့ရှိနှုတ်ပေးရတာပါကဲအဲ့တော့ထားပါညီမြချင်းတစ်ဖက်ကိုပို့ရင်120ဒီဂရီအဲ့ဒီတော့ x အပေါင်း x ရဲ့တန်ဖိုးက60ဒီဂရီ ဒီ60ဒီကလေးရအဖြေလားဆိုရင်မဟုတ်သေးဘူးနော်ဒီ60ဆိုတာကြီးကအိမ်နှလုံးစာတန်မူကြီးဟုတ်တယ်ဟုတ်ဟောဒီ60ဆိုတာအိမ်နှစ်ခုပေါင်းထားတာဒီရှေတော့အိတ်တစ်ခုစာပဲလိုချင်နေအဲ့ဒီတော့နှစ်ခုညီတယ်လေနှစ်ခုညီတော့နှစ်နဲ့စာပေါ့ဟုတ်တယ်မလား 60ဆိုတာ x နှလုံးတန်ဖို့ x တစ်လုံးတန်ဖို့လိုချင်60ကိုနှစ်နဲ့စား x တစ်ခုကို30အဓိကလို့ရှိတယ်။ကဲဒါဆိုလို့ရှိရင်တော့ y တန်ဖို့ရော x တန်ဖို့ရောကိုလွယ်လွယ်ကူကူနဲ့မြင်မြန်ဆန်းတွက်လုပ်ပြီးသွားပြီပေါ့နော်။အဲဒါဆိုရင်ကလေးတစ်ပါးအောက်မှာအဖြေထုတ်မယ်အဖြေ x equal to 30 degree y equal to 120 degree ရမယ်နော်။အဲဒါဆိုလို့ရှိရင်တော့ လွယ်လွယ်ကူကူနဲ့မြန်မြန်ဆန်ဆန်လေးတွက်လုပ်ပြီးသွားပါပြီ။နောက်ရက်တည်းကြလို့ရှင်လေဒီရှိကနမခါဝေကဇက်ပု္ပ္ပစာလေးကိုလည်းတွက်ပြပေးသွားပါအောင်မယ်နော်။ကဲနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်။